ြောဝဆရာလက်ရှိမှာပေါ့ဒီဗမောက်ဒေတာက KIPD ရဲ့လက်ထဲကိုရောက်သွားပြီပေါ့လေဆိုတော့ပေါ့ဟိုဒီခင်းချင်းမှာကြည့်မယ်ဆိုရင်ဗမောက်ကလည်းဒီရွေးကောက်ပွဲကျင်းပမယ်ထဲမှာပါနေတော့ဒီပုံမှာဒီမြမတက်မလို့ပကာဒီဗမောက်ကိုပြန်ပြီးတော့မရယူနိုင်ခင်ရောဘလို့အခင်းချင်းဖြစ်သွားနိုင်မလဲရှင့်အဲ့ခုကျွန်တော်တို့ဗမောက်ကြတော့ဘာမှဒီရွေးကောက်ပွဲမှာတော့မပါသေးဘူးပေါ့နော်တရားနမျိုးနဲ့ကြီးညာတဲ့အဲမှာတော့နောက်တစ်ပိုင်းကျရင်တော့ပါကောင်းပါလာမယ်လေ ။ဒါဒီချိန်တိုင်းမှာတခုမှတော့ကြံရနေနိုင်မှာပါ။အာကျွန်တော်ရဲ့ယူချီတော့ငါ SN ရဲ့ဖြီးတယ်ကိုရဲ့မိသားစုကာဗွန်ရဲ့တော့တမ်တော်လည်းလည်းတွေ့ပြီးလုပ်နေတဲ့အချိန်ကြတာဒီယူကောက်ပွဲဆိုတာဒီမိုကရေစီလိုယူကောက်ပွဲဖြတ်နိုင်ရပါလိမ့်မယ်။ဒါကကျွန်တော်ကျွန်တော်အမြင်ထပ်ပြောရမယ်ဆိုတော့ဒီပုံပေါ်မှာစီရင်တိခါကြားတဲ့ကိစ္စကိုဘမကိုတိုက်ပြီးမှစီရင်ဖတ်ဆွဲလို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်မို့ PA ကပုံပေါ်မှာကြားခြင်းမှာသူစွန့်လို့ပါလိမ့်မယ်။ ဘမောဆုလမကမောကိုနိုင်ငံရှိဟာနိုင်ငံကြီးကိုတိထားပါတော့နိုင်ငံကြီးကိုရှိရနိုင်ငံကြီးကနိုင်ငံကြီးကိုတိထားတင်တယ်တစ်ဖက်မှာဘမောမှာဘမောကိုဒီမကြင်ဆုလုံးနေတယ်ကျွန်တော်ဘမောအပြီးပိုင်းဆုခွာနိုင်တယ်တော့ကျွန်တော်မြင်တာပါတော့အဲ့ဒီနှစ်ခုကြာနိုင်ချင်းရှိတဲ့အခါကျတော့အဲ့ဒါတော့လည်းဒါနတ်ကုံဒီမကြင်ဆိုတော့နတ်ကုံဒီတော့မကြင်တော့ကျင်းရဘမောကလည်းအပြီးပိုင်းဆုခွာသွားနိုင်တယ်ဆိုတော့ကျွန်တော်မြင်တယ်အဲ့ဒီဘမောကိုရပြီးနောက်ပိုင်းတော့လည်း ီးတော့ဗောလေဂျာဒီဗောဗမောက်ကိုတိုက်တဲ့အခါမှာဗောလေကရင်ဘက်ကအင်တာဗျူးဖြေတာဒီမှာကြည်ရတလို့ဆိုရင်ဒီ PDF တွေဥဆောင်ပြီးတော့တိုက်တယ်ဆိုတဲ့သဘောမျိုးဖြေဆိုတာတွေ့ရတာဗောဆိုဒီအခင်းကျင်းအောင်ဖြစ်နိုင်ပါမလားဗောဒါကကောဘလူးဗျူဟာဖြစ်နိုင်မလဲဗောရှင့်ဟုတ်ပါတယ်သူတို့ဒီဗမာဆိုရဆာကသူတို့အနေနဲ့နာမည်ခံလို့ရမကောင်းပြီမရဲမှာပဲတိုင်းတိုင်းနဲ့မှာပါနေရလေခရှိပြည်တွေကမြို့မဟုတ်ဘူးအကျန်ရကနိုင်ငံကြီးကအကျင်းပါတယ်ဆိုတော့အဲ့ဒါလေးတွေပြောင်းချက်ပြောင်းသူကဥဆောင်တိုက်ပြင်းနေတယ်နောက်ွယ်ရဒီ NGO ခြေခံပြည်လိုက်တဲ့သဘောတို့တွေ့တွေ့ရတာပါတော့ဒါလည်းဒီနိုင်ငံရေးအခင်အခင်ပါတဲ့ဆန္ဒကျွန်တော်ပြောလို့ပဲတကယ်တာနိုင်မှုပေါ့ဒါအတူတိုက်မှာဘမောင်းမျိုးရတော့လည်းတူနာမယ်မြူဘူးဒါပေမဲ့ NGO တိုက်တဲ့စီမှာ ်ကလို့ပြောရမှာဒါမှအဲ့မှာကျတော့ဘမော့ပြက်တနာပါရှိရချမ်းနီတိုင်းနဲ့ဂရီတိုင်းနဲ့နေရာကဂရီက၁၄ရာခိုင်နှုန်းရှိတယ်ချမ်းနီမျိုးက၆၈ရာခိုင်နှုန်းရှိတဲ့ခါကျတော့တိုင်းနာပြက်တနာတက်လာတဲ့ခါကျတော့ဒီကအဲ့ဒီအင်ဂျီကိုလွှင့်ချလိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒါဆိုတော့ဒီဘမော့ဒေတာဦးရောဒီ SN တို့ဘက်ကနေရောဘယ်လိုမျိုးပြန်လဲရယူလာနိုင်ပွဲရောရှိမလဲရှင် SN အနေနဲ့ကတော့ကျွန်တော်အများတမ်းတော့လက်တွေ့ရတယ်ဆိုတော့ဒါက ဒီမှာဒီသားဟိုဒီနိုင်အောင်ပြန်တိုင်မှာပဲနိုင်ငံရေးရတည်နေကုန်ပြင်ပါလိမ့်မယ်။ဘာကုဒီသားကိုကိုမကဘာမှမကြတော့တာတိကျကုန်နိုင်ငံကိုဒီခါကြပါလေ။ကုဒီမျိုးနေခင်ရအများကြီးနေခင်ဒီသားကိုကိုမကကိုပြေးနိုင်ဘူးလားဆိုတော့ကျင့်ကြည့်ကြမျိုးပေါ့နော်။လူတွေကျွန်တော်လူမျိုးသားတွေမှာအချမ်းမျိုးသားတွေမှာလည်းဖြစ်ပေါ်လာနိုင်တဲ့အတိုင်းအတာလေးတစ်ခုရှိပါလေ။ဒါကြောင့်မို့ဆက်ဆက်ရည်နေတော့ဘာမှမကြီးကိုရအောင်တော့သူ ကျန်လည်းမကျူးစားလာမယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒီဘောကိုပြောရမဆိုရင်ပြည်ရင်နဲ့မြမတက်မတော်ချားမှာကလည်းတွေ့ဆုံဆွေးနွေးဖို့ဒီငင်းချင်းရဲ့စကားပြောဖို့တွေကတို့ကနှစ်ဖက်လုံးကကန့်လန့်ထားရမှုရှိတာဗောလေနေရဟိုရွေးချယ်ရတာမှာပဲနေရအတီးတကြမသိရသေးတာမှာပဲအခက်အခဲဖြစ်နေကြဗောခရိုင်ရကြတော့မြကြီးနားမှာလှုပ်ချင်တယ်ဗောဒီမြမတက်မတော်ဘက်ကြလည်းမြကြီးနားကတခြားအင်အားစုတွေရှိရတဲ့လုံချုံရင်ကိုဆွေးနွေးတာကြောင့်မြကြီးနားအစားဒီကျိုင်းတုံတို့မိုင်းလားတို့မှာလှုပ်ချင်တာဗောဒါပေမဲ့ခရိုင်ဘက်ကကြတော့လေ ီကျိုင်းတုံတို့မိုင်းလာလို့မလုပ်ရှင်ဘောဆိုတော့ဒီပေါ်နှစ်ဖက်ကညှိနှိုင်းဖို့အတွက်အကြံအန်ရှိကြပေမဲ့ပေါ့နေရာမှာဒီလိုပြဿနာဖြစ်နေတော့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုလှုပ်ဆောင်တယ်လဲလို့သုံးသပ်မိလဲရှင်အဲ့တော့မကြားရဲအဆင်ပြေတော့ပါလိမ့်မယ်ဒီနေရာကိစ္စဟိုတုန်းကလည်းဒီ NCA လက်မှတ်မထိုးခင်လည်းဒီနေရာကိစ္စနဲ့ရှိလီတို့ဒီချင်းနာတော့အရင်ပွားခဲ့ကြတာပါနော်အဓိကတော့နေရာမဟုတ်ပါဘူးဒီချင်းနေနေနေလည်းအချက်လက်ပေါ်တော့ပြည်ကိုကိုသားတို့ကြောက်ပြည့်ရဲ့ဆိုတဲ့ကိစ္စပါဒါတော့ ဒီစားကြီးကြီးလဲသွားပါလိမ့်မယ်ဒီဘက်ကသူ့ကုမ္ပဏီကဒီစားကိုကျောင်းနေချင်းကျောတွင်းမှာပါရီလုံးနဲ့ပါရီတိုင်းမှာဆိုတော့အချိန်နဲ့မဖြစ်သေးလို့ဒီနေရာကိုအချိန်ဆွဲတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ကော်မရှင်ဥက္ကဋ္ဌရဲ့ပေါ့ဒီတရုတ်ခီးစဉ်ပြီးရနောက်မှာပေါ့လေဒီပြောင်းစုစိုးရအဖွဲ့တို့ကနေပြီးတော့ဒီတရုတ်နဲ့လည်းဇက်တိုက်ဆိုလို့တွေ့တာမျိုးတွေရှိလာရဲပေါ့လေပြီးတော့ဒီအိန္ဒိယဘက်ကနေလည်းဒီစစ်ဘက်ဆိုင်ရာအရာတော်၎င်းပေါ့တခြားအရာတော်၎င်းပေါ့လေတွေ့ဆုံတာမျိုးတွေကဇက်တိုက်ဆိုလို့တွေ့လာရတာပေါ့ဆိုတော့ ဒီအခင်းကျင့်ကိုကြည့်မယ်ဆိုရင်ကြောက်ဒီတရုတ်အိန္ဒိယဆက်သွယ်ရေးလမ်းကြောင်းအတွက်အဓိကဖြစ်နိုင်နေဆိုပြီးတော့တုံ့တက်ကြတာပေါ့လေဆိုတော့ဒီတရုတ်အိန္ဒိယဆက်သွယ်ရေးလမ်းကြောင်းမှာဆိုရင်မြန်မာနိုင်ငံအနေထားရဘယ်ပြည်တွေကအဓိကအရေးပါလဲပေါ့လေပြီးတော့ဒီလိုခြေရှုပ်နေမှုတွေရောဟိုဘယ်လိုအခင်းကျင့်ဖြစ်နိုင်မလဲပေါ့ရှင့်ဟုတ်အဲ့ဒါလေကျွန်တော်ဒီဒီချစ်စီတရုတ်ဆက်အောင်ဝဲပေါ့နော်ကွန်ဖရင့်ဖြတ်သွားပြီးနောက်ပိုင်းတော့ကျွန်တော်ရဲ့အမြင်ပေါ့ အဲအဲ့ဒါကျွန်တော်တို့ဒီအိန္ဒိယနဲ့တရားဝင်ဆက်ဆံမှုကိုပိုစိတ်လာတဲ့အခုကမှမပြောလို့ပဲအကောင်းလာဆိုတာအဓိကဒီလမ်းကြောင်းဖြစ်နေဆိုတာဒီလိုလမ်းကြီးကိုလည်းပြန်ပြင်နေဆိုတောင်းနေဖြစ်လာတာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒီဒီလိုလမ်းကြောင်းပြန်အကောင်းအောင်လုပ်လို့ဒီရှင်ပြင်းနေတာအဓိကမင်းကြတာဒီမှာမြစ်ချနာမြို့တော်ကအချက်ချာမြို့တစ်ခုတော့ဖြစ်လာတယ်အဲ့ဒါလည်းကျွန်တော်မြန်မာနိုင်ငံတိုးတက်ရေးအတွက်အကောင်းဆုံးလက္ခဏာတို့ကျွန်တော်တို့ပြောလို့ရတာပါ ဒါပေမဲ့ပေါ့ကချင်ပြည်နယ်မှာဆိုရင်လည်းပေါ့ဒီ KIA နဲ့ဒီမြမတက်မတော်နဲ့ရလဲလက်ရှိမှာတိုက်ပွဲတွေကပေါ်ဆောင်နေကြတာမျိုးရှိတာဆိုတော့ဒီပေါ့တရုတ်အိန္ဒိယဆက်သွယ်ရေးလမ်းကြောင်းမှာလေကချင်ကအဓိကကြတော့ပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ KIA နဲ့မြမတက်မတော်ကြဘယ်လိုမျိုးလှုပ်ဆောင်တင်တယ်လို့ရောသုံးသပ်မိလေရှင့်ကျွန်တော်နိုင်ငံခုကြည့်တဲ့ဘုဆိုတော့လက်လက်ကန်အဖွဲ့ကြီးဒီနိုင်ငံဆက်ကြည့်နေလက်လက်ကန်အဖွဲ့ကြီးရှိနေတောင်းနေပါတော့အဲ့ဒါတော့ကျွန်တော်ရဲ့အမြင် 啊，买，连连起起面啊，都，里面个那主要个咯，地建里面咯，啊，他表面属于嘞，地，就是些啊那些大瓦些啊那些，啥，可能、er、地地面、哦嗯、一墙一得过的地方，表面都都都在一得过，是地下面属于咯，都高咯，都高嘛嘞，但只奈一年就变了，地地面我就就在一得过，高楼嘛，建那个那么高，就是地地个产生哪里个？ ဘာကြောင့်လဲဆိုတော့ဒီပြည်နယ်ဆွေးနွေးတိုးတက်ရေးတဲ့နိုင်ငံဖွဲ့စည်းတိုးတက်ပြည်သူလူထုအားညို့လူလာနေပြီးခုစုပွဲတွေကြားထဲမှာဒုက္ခရောက်တာပြည်သူတွေဒီဒုက္ခတွေကကြော်ဖို့တဲ့ကိုပြည်သူတွေကတော်တော်ကြီးလူလာနေတဲ့ခါကျတော့ဒါဟိုကျွန်တော်ဘုရားနဲ့ပြောဥပါတယ်ဒီဒီရှာတာဖြစ်ကိစ္စတရားစာတာကိစ္စအဲ့ဒါနဲ့ငါတို့ဘယ်လိုပေးပါပေးဒီအတိအလုံးနဲ့အစားကျွန်တော်ညီဆိုင်တဲ့ကိုကျွန်တော်တို့လုတ်ပြီးမှ 嗯，反正就这一个，比如农民虽然俺家里起码也没钱赚，你看去年一年给爹妈的，俺娘公嘞是感觉哎，去年一年嘛啦，就是看两亩地，给点个产值嘛，给爹妈一年钱拿到的。做外面嘞不是那边也是五几年去东莞的时候，人家已经叫农民子女，那在那都。 ။ညာဥက္ကိညကိတို့ပြောတာရောလို့ပါလေ။အချိန်ကြီးပြောရတော့နာဝတာနာဖာလက်ဆက်ပေါ့နော်။အဲ့ဒီအချိန်ကဆိုရင်တော့နိုင်ငံကြီးဆောင်နောက်မှဆိုရင်ဒီနေ့မင်းတို့အပြစ်ခံရအငင်းချရင်းယူစီးပွားရေးလုပ်ဆွဲတာကြောင့်လက်နက်ကင်ဖွဲ့စည်းတွေကစီးပွားရေးလုပ်တော့လက်နက်တွေပြစ်ခံရတာလက်နက်တွေဝယ်တယ်။နောက်လက်နက်ချင်းထောင်တဲ့ဖြစ်ရလို့ပြီးတော့ဒီတိုင်းပြည်မှာပုံမဆူမှုတွေအားကြီးလာတာဖြစ်ပါတယ်။အဲ့ဒါကိုတင်ကားကယူပြီးမှဒီနေ့ချိန်မှာနိုင်ငံကြီးဆိုင်ရာဖွဲ့စည်းတူတဲ့ခေါင်းငင်ထားရင်းကအစိုးရအနေနဲ့ကြိုးရည်တယ်နော်ပူပေါင်းနေတယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရပါတော့။